မင်္ဂလာပါကျမကတော့ Jessica ပါ Property Specialist နဲ့ Influencer ဖြစ်ပါတယ်ကျမအခုရောက်နေရခတော့အာမြန်မာကျောင်းသားတွေဓာတ်ထဲမှာခင်အဖြစ်ဆုံးဖြစ်နေတဲ့ Bangkok University ရဲ့ဘေးမှာ တည်ရှိတဲ့ project အမိုက်စားကြည့်ကိုရောက်နေရပဲဖြစ်ပါတယ်ဒီ project ကိုတော့ smart technology နဲ့ပေါင်းစပ်ပြီးတော့ဖန်တီးထားရဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံသူတွေကြားထဲမှာအရန်ရေပန်းဆလာတဲ့ project တစ်ခုပဲဖြစ်ပါတယ် project ကို asset white developer ကတည်ဆောက်နေရဖြစ်ပြီးတော့သူ့ရဲ့နာမည်ကတော့ Kaplan ပဲဖြစ်ပါတယ် project ကတော့2026 quarter form မှာပြီးမှာပဲဖြစ်ပါတယ် project ရဲ့ထူးခြားချက်ကတော့ចောင်းသားတွေကိုအကြိုက်ဖြစ်အောင်လို့သူက ဟာဒီ theme စအများကြီးခွဲပြီးတော့အမိုက်ကြားပြန်တိဆောက်ထားဖြစ်ပါတယ် သူ့မှာဆိုလို့ရှိရင်ဘီလဒင်းစုစုပေါင်း၉ခုပေါင်းမှာဖြစ်ပြီးတော့အခန်းအရေအတွက်၂100ကျော်ပေါင်းမှာဖြစ်ပါတယ်။အာဒီ facility အနေနဲ့ဆိုလို့ရှိရင် facility စုစုပေါင်းအခု60ကျော်ပေါင်းမှာဖြစ်ပါတယ်။အာဘလို့ facility ပေါ်မှာလဲဆိုတော့ဟိုကာရာအိုကေခန်းတွေ၊ podcast station တွေပြီးသွားရင် e-sport အခန်းတွေအများကြီးပဲပေါ့နော် facility စုံပါမှာဖြစ်ပါတယ်။ location အနေနဲ့ဆိုလို့ရှိရင်ဒီကွန်ဒိုရဲ့ဘေးကက်ရပ်မှာပဲအာဒီ Uni Bangkok University ရှိရယ်ပေါ့နော်။လမ်းလျှောက် 5မိနစ်ပဲတက်ရမိတာပဲกว่าဆိုတော့အာဒီဘက်အချမ်းမှာဆုံးလို့ရှိရင်တမဆက် University ရှိမယ်တမဆက်ဈေးရုံရှိမယ်ပေါ့နော်အာဒီဘက်အချမ်းကိုလာမယ်ဆိုလို့ရှိရင်တော့ Rentic University ရှိမယ်ဒီဘက်အချမ်းမှာဆိုရင် Future Pack တို့ပါလို့လည်းရှိရယ်အာပြီးတော့ရင်တော့ဒီဘက်အချမ်းတက်တက်လာမယ်ဆိုလို့ရှိရင် Dongmuan Airport ရှိမှာဖြစ်ပါတယ်ဟန်လေးရဲ့ဇာတိကြဆို ပြပေးမယ့်အခန်းလေးကတော့24 square meter ကျယ်တဲ့ဒါ walking closet ဝမ်ပက်ရုံအခန်းမျိုးစားလေးပဲဖြစ်ပါတယ်။ဒီအခန်းလေးကိုတော့2.25 million ဘက်ကနေပြီးတော့စတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ဝင်ကျင်းမှာတော့ဒီလိုမျိုး kitchen ပါမယ်။ပြီးတော့ဒီဘက်အချမ်းမှာဒါရေကက်တက်တာတွေပါထားလို့ရတယ်။ခနက်စစ်ထည့်လို့ရမယ်။ဒါလေးကတော့အာ slide door လေးပါ။ walking closet ဆိုတဲ့အတိုင်းပဲဒီဘက်အချမ်းမှဆိုလို့ရှိရင်အဝတ်ပြီးရထားလို့ရမှာဖြစ်ပါတယ်။ဒီဟာဆိုလို့ရှိရင် foreigner လေးရှိမှာဖြစ်ပါတယ်။အဲအချမ်းမှပဲအင်္ဂလိပ်ချိုးကပ်ပေါင်ဖြစ်ပါတယ်။ ာခုပြရရင်အခန်းလေးကတော့36စကွေးမီတာကျယ်တဲ့1 bedroom plus အခန်းမျိုးစားလေးပဲဖြစ်ပါတယ်။ဒီအခန်းလေးကိုတော့3.8 million ကနေပြီးရောစတင်ပြီးရောဝယ်လို့ရမှာဖြစ်ပါတယ်။အဲဒီအခန်းကတော့လုံးဝကက favorite အခန်းလေးပဲဖြစ်ပါတယ်။သူကဒီဘက်အချမ်းမှာပဲသူကအာဝရဏလေးလုပ်ပေးရတယ်ပေါ့နော်။ဝရဏမှာဆိုလို့ရှိရင်ညနေဘက်လေးထွက်ပြီးရောအာဒီမှာထိုင်ပြီးရော chill လို့ရတယ်။အဲ့ရေ။ဝါ။ဒီအချမ်းမှာ အိတ်ခန့်လေးရှိမှဖြစ်ပါတယ်။ခန့်ကနေပြီးတော့လည်းအိမ်နိုင်ချိုးကန့်ကိုတုံးလို့ရမှဖြစ်တယ်လို့အပြင်ကနေပြီးတော့လည်းအိမ်နိုင်ချိုးကန့်တုံးလို့ရမှဖြစ်ပါတယ်။သူကတကားပေါက်နှစ်ခုပါ။အဲဒီတော့ plus room ဆိုတဲ့အခန်းအတိုင်းပဲဒီဘက်ထမ်းမှာခန့်ပုတ်လေးတစ်ခန့်ပေါက်မှဖြစ်ပါတယ်။ခန့်လေးချစ်စရာလေးလုပ်ထား။အလေးရတော့ dining table ထားလိုက်ရမှာဖြစ်ပါတယ်။ဒီဘက်ချမ်းမဆိုလို့ရှိရင် kitchen လေးပေါင်းအောင်မှာဖြစ်ပါတယ်။ ပြနေတဲ့အခန်းလေးကတော့28 square meter ကျင်းတဲ့ one bedroom exclusive အခန်းလေးပဲဖြစ်ပါတယ်။ဒီအခန်းလေးကတော့အဲ့ခန်းလေးရင်လာမယ်ဝင်ကျင်းမှာအဲ့ခန်းပေါ့နော်။ဒီတိုင်းရင်ဒီဘက်အချမ်းမှာဆိုလို့ရှိရင်မိဖို့ကြောင့်လေးတက်တက်လုံထားဖြစ်ပါတယ်။မိဖို့ကြောင့်ပေးမှာပဲ။ဟိုဟာရှိမယ်ဝရဏလေးရှိမယ်ပေါ့နော်။အဲ့ရင်ဒီဘက်အချမ်းမှာအိမ်တိုင်းချုပ်ပဲရှိမှာဖြစ်ပါတယ်။ ဒီလိုမျိုး University Baker ရက်ကူမှာ Premium Quality စောက်တဲ့ကွန်တိုတွေကအရန်ကိုရပါတဲ့အတွက်ဒီ project ကလေးက investor တွေကြားထဲမှာမျက်စိကျနေတဲ့ကွန်တိုလေးတစ်ခုဖြစ်ပါတယ်။အာအခုအချိန်မှာဒီ project ကကျုပ်ပိုက်ဖြစ်တာကြောင့်မို့လို့ဈေးနှုန်းလေးချစ်ချူသောတာနဲ့ဝယ်ယူနေတာဖြစ်ပါတယ်။အခုအချိန်ဝယ်ရင်တော့30ရာခိုင်နှုန်းထောက်ပေးမှတ်ပေးပြီးတော့ကျန်တဲ့80ရာခိုင်နှုန်းကိုတော့ project ပြီးသွားမှာအာပေးချေရမှာဖြစ်ပါတယ်။တကယ်လို့ဒီကွန်တိုလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကကရဲ့ Jessica property special လေးကိုအခုဝယ်လိုက်ရမင်းမြန်ပြီးတော့ဆောင်ဆက်နိုင် ပြီဒီနေ့ဗီဒီယိုလေးကတော့ပုံ6ပြည့်မှာကြိုတင်ကြပါမယ်နော်ပါပါ